准备好了。အလုံးမဲမင်္ဂလာပါခင်ဗျာ Daily Dose Computer မှာကြိုဆိုပါတယ်ကျွန်တော်ဟမန်နိုင်ပါဒီနေ့သင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးစင်တာလေးက Microsoft Excel မှာရန်ကုန်အသုံးဝင်တဲ့ drawdown list ကို Premium Signature နဲ့သုံးပြရမလဲဆိုတာလေးပဲဖြစ်ပါတယ်ဒီသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Class တွေနဲ့ Advanced Excel 101 Zone Class တွေတို့မှာသင်ကြားရတဲ့သင်ခန်းစာလေးတစ်ခုလည်းပဲဖြစ်ပါတယ် ကျွန်တော်တို့ round list တွေကကျွန်တော်တို့ data validation နဲ့မှာပါဝင်တဲ့ຢာလေးတစ်ခုဖြစ်ပါတယ်။ဒါလေးကိုအလုံးနားလည်တောင်းလို့ကျွန်တော်ဥပမာလေးနဲ့တကွာရှင်းပြပေးပါမယ်။အဲ့တော့ကျွန်တော်ဥပမာလေး၄ခုကိုပြင်ဆင်ထားပါတယ်။ပထမဆုံးနံပါတ်၁ဥပမာလေးကနေစပြီးတော့မှလေ့လာပါမယ်။ဒီမှာဆိုရင်တော့ကျွန်တော်နမူနာလေးအနေနဲ့ကဝန်ထမ်းလေးတွေရဲ့နာမည်လေးတွေရေးထားပါတယ်။ပြီးတော့သူတို့ရရှိတဲ့ကျွန်တော်လစာလေးတွေရေးထားတာဖြစ်ပါတယ်။အဲ့ခါမှကျွန်တော်ကဒီပက်လီမှာကျွန်တော်လစာကိုမှဒေါ်လာ900အထက်ရတဲ့သူတွေကိုကျွန်တော်သိချင်တာပေါ့နော်။ ဒီမှာကျွန်တော်တို့ဝင်နေတဲ့နေရာကဒေါ်လာ900ထက်ရတယ်ဆိုရင်ကျွန်တော် yes လို့ပြသေးချင်ပါတယ်မရဘူးဆိုရင်တော့ no ပေါ့နော်အဲ့လိုလေးဖြည့်ပေးသေးချင်တာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တို့ကကြောက်တစ်ခွက်ချင်းတွေလိုက်ပြီးတော့မှသူကသွားကြည့်တဲ့ခါမှာ math တင်တီတွေကကျတော့ဒီဒေါ်လာ950ဆိုတော့900ကျော်သွားပြီဆိုတော့ကျွန်တော်ဒီခွက်လေးမှလာပြီးတော့မှ yes ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော်ပြီးတော့နောက်တစ်တယောက်ကိုလည်းသွားပါမယ်နောက်တစ်ယောက်ကဟမင်းနိုင်ဒေါ်လာ480ဆိုတော့သူ900ထက်မကျော်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာလာပြီးတော့မှ no ဆိုပြီးတော့ရေးလိုက်မယ်ပေါ့အဲ့လိုမျိုးတစ်ခွက်ချင်းတွေတယောက်ချင်းတွေကိုလိုက်ပြီးတော့မှရေးလို့ရပါတယ် ဒါပေမဲ့ကျွန်တော်ကအဲ့လိုမရေးချင်တဲ့အခါမှာဘယ်လိုလုပ်လို့ရလဲဆိုတော့ကမောက်စ်လေးနဲ့ကြော်ကလစ်တစ်ချက်လေးနှိပ်လိုက်ပြီးတော့မှ yes ဆိုရင်လည်း yes ကိုနှိပ်လိုက်တာနဲ့တန်းပေါ်လာမယ်။ no ဆိုရင်လည်း no ယူလိုက်တာနဲ့တန်းပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်။အဲ့လိုပုံစံမျိုးဖန်တီးချင်တဲ့အခါမှာဆိုကျွန်တော်တို့က the round list လေးကိုတုတ်ပြရတာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်ဘယ်လိုဖန်တီးရမလဲပေါ့နော်။အဲ့တော့ကျွန်တော်ကောင်းလေးတွေကိုအရင်ဆုံးဖြတ်လိုက်ပါမယ်။ဖြတ်လိုက်ပြီးတော့ကျွန်တော်တို့ကပထမဆုံး2ဦးအတွက်ပဲဖန်တီးမယ်ဆိုတော့သူတယောက်တည်းအတွက်ပဲသွားပြီးတော့မှကလစ်နေထားမှာဖြစ်ပါတယ်။အဲ့လိုမျိုးဖန်တဲ့အားလုံးအတွက်ကျွန်တော်ဖန်တီးမယ်ဆိုတော့အားလုံးကိုသွားပြီးတော့မှ selection တို့ပေးထားလို့လည်းရပါတယ်။ အဲ့ဒါမှကျွန်တော်အားလုံးကိုဖန်တီးမှာမလို့အားလုံးကို suggestion ပေးလိုက်မယ်။ပြီးသွားပြီဆိုရင်ကျွန်တော်ဒီပေါ်လေးက data tab လေးကိုသွားရပါတယ်။ data tab ထဲကမှမှ table လေးမှာ data tool ဆိုတဲ့ကတူလေးထဲမှာ data validation ဆိုတာလေးရှိပါတယ်။သူ့ပေါ်မှာ data ရိုက်နေလိုက်လို့ရပါတယ်။နှိမ့်ချလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီလိုမျိုးလေး data validation ဆိုပြီးတော့မှ download box ပေါ်လာမှာပါ။ အဲ့လိုပေါ်လာတဲ့ခါလေးမှာသွားတယောက်လေးမှာ setting ဆိုတဲ့နေရာလေးမှာအလောင်းစာလေးရှိပါတယ်ပထမဆုံးတော့သူက any value ပါ any value ဆိုတဲ့အတိုင်းပဲကျွန်တော်ကဒီမှာရှိတဲ့စက်ွက်တွေအလုံးမှာဘယ်လိုမျိုးအကြောင်းအရာမဆိုရိုက်ထည့်လို့ရတယ်ပေါ့နော် value ပဲ value မဆိုထည့်လို့ရပါတယ်ဒါပေမဲ့ခုကကျွန်တော်က list ခုကိုဖန်တီးချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်လေးကအများလေးကိုနေလိုက်တဲ့ခါလေးမှာရွေးရတီးလေးကြာလာပါတယ်အဲဒီကနေ list ဖန်တီးမှာဖြစ်တဲ့အတွက်ဒီရောက်လေးမှာ list စာလေးရှိပါတယ်ဒါလေးကိုရွေးပေးလိုက်ပါမယ် ယူလိုက်ပြီးတော့မှတယောက်လေးမှာစိုးစွားလေးရှိပါတယ်ဒီထဲမှာကျွန်တော်တို့ထည့်ချင်တဲ့ source တွေကိုထည့်ပြရမှာပါကျွန်တော်ကဒီမှာ yes နဲ့ no နဲ့ထည့်ချင်တာမလို့ဒီမှာကာစာ data လိုက်ပြီးတော့မှကိုထည့်ချင်တဲ့ data လေးကိုကျွန်တော် comma လေးခံပြီးတော့ရေးအောင်ပါပဲ yes လို့ရေးပြီးသွားရင် comma လေးလာမယ်ပြီးတော့ကျွန်တော် no ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော် yes နဲ့ no ကိုကျွန်တော် comma ခံပြီးရေးလိုက်ပါတယ်ပြီးရင်တော့ okay လေးကိုနှစ်ပြလိုက်အောင်ပါပဲအဲဆိုရင်ကျွန်တော် selection ပေးထားတဲ့အကွက်လေးတွေအားလုံးမှာဒီ data validation list တွေကဝင်သွားပြီးဖြစ်ပါတယ်ဟုတ်ပြီအဲ့ခါမှကျွန်တော်ရဲ့ပထမဆုံးဆက်ကွက်လေးမှာသွားပြီးတော့ထောက်ကြည့်လိုက်ပါ ဒီဘက်လေးမှာထရော့တောင်းမြလေးပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ငွေမူလစနှုန်းကတော့အဲ့ဒီမြလေးကမရှိပါဘူး။အောက်ကွက်လေးမှာလည်းတွားပြီးတော့မှထောက်ကြည့်လိုက်မယ်ဆိုရင်လည်းမြလေးရောက်လာတာတွေ့ရပါမယ်။ကျွန်တော် selection ကိုဒီအနေနဲ့ဒီဒီအဆုံးထိနာမည်အားလုံးကိုကျွန်တော်ပေးထားတာဖြစ်တဲ့အတွက်စိုက်တဲ့ကွက်ကိုတွားပြီးတော့ထောက်ကြည့်ပါဒီမှာမြလေးတွေရောက်လာတာကိုတွေ့ရပါလိမ့်မယ်။အဲ့မြလေးတွေရောက်လာပြီဆိုတော့ကျွန်တော် list ပေးဝင်သွားပြီဖြစ်ပါတယ်။ကျွန်တော်စပြီးတော့မှတုံးလို့ရပါပြီ။ ဲ့ခါမှာကျွန်တော်ပထမဆုံးဝင်နေတူပေါ့နော်မတင်တီတီကကျွန်တော်ဒီမှာဒေါ်လာ950ဆိုတော့ကျွန်တော်က950ထက်များတော့ပြီဆိုတော့ yes လို့ဖြည့်ချင်ပါတယ်။ရိုက်ပြီးတော့မှကိုယ့်ရဲ့ကွန်ပျူတာကနေရိုက်ပြီးတော့မထည့်ဆောင်မလို့တော့ပါဘူး။ဒီပက်လီမှာကျွန်တော်များလေးပါပါတယ်။နေချလာရောက်ပါပဲ။အဲ့ဒါကျွန်တော်ထည့်ခဲ့တဲ့ list တွေဖြစ်တဲ့ yes နဲ့ no နဲ့နှစ်ခုပေါ်လာပါပြီ။ကိုယ် yes ဆိုရင် yes ကိုရွေးလို့ရတယ် no ဆိုရင် no ရွေးလို့ရပါတယ်။ကျွန်တော်ကဒီမှာ950ဆိုတော့ yes ကိုရွေးမှဖြစ်တဲ့အတွက်တစ်ချက်ကလေးနှိပ်ပေးလိုက်ပြီဆိုတာနဲ့ဒီမှာ yes ဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့အတွက် advance excel ကိုစွန့်ပြင်ထိုင်ရိုက်တူချင်းတည်သက်တိတိကျကျသင်ကြားလိုသူများအတွက် advance excel 101 swim class လေးမှာ excel ကိုအခြေခံမှာအစမြင့်ထိစနစ်တကျနဲ့သင်ကြားပေးနေပြီဖြစ်ပါတယ်။ swim class လေးဖြစ်တဲ့အတွက်မိမိအိမ်ကနေပြီးတော့အဆင်ပြေစွာနဲ့စနစ်တကျသင်ယူနိုင်မှာဖြစ်ပါတယ်။သင်တန်းမှာသင်ကြားရမယ့်ပုံစံလေးကတော့စွန့်ပြင်ထိုင်ရိုက်သင်ကြားပေးမှာဖြစ်ပါတယ်။အသင်ရေးပြီးသား excel data file ကိုပေးပါမယ်။အတန်းချိန်တစ်ချိန်ပြီးတိုင်းမှာ recording video တွေကိုလည်းပို့ပေးမှာဖြစ်ပါတယ်။ လက်စင်တိုင်းအတွက်အင်ဇာတွေရှိပါမယ်။အင်ဇာတွေကိုလည်းပဲစစ်ဆေးပေးမှာဖြစ်ပါတယ်။လက်စင်တစ်ခုပြည်တိုင်းမှာ recap ပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။တင်မီသားစာများကိုနားမလည်ခဲ့ပါကဆရာနဲ့ထိုက်ရိုက်အချင်းမျိုးမြေမြန်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။တင်းတင်းချီလေးကတော့ဒူးချင်းတီးတဲ့အထူးတင်းတင်းချီနှစ်သိန်းချက်ထက်ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။အကြွေရည်များတငယ်ချင်းတွေလောဖောက်ကံမဲ့တွေနဲ့အတူဂရုလိုက်လဲတင်ကြမယ်ဆိုရင်လည်းပဲတင်ကြနိုင်မှာဖြစ်ပါတယ်။တင်းတင်းပြမြောက်သူများအတွက်အတိမတ်ပြူလက်မှတ်စာတီဖိကေ့ကိုပေးရသွားမှာဖြစ်ပါတယ်။ တင်းနှင်းချချိန်လေးကတော့တစ်ဘက်ကို၄ရက်တစ်နေ့ကို၁နာရီနဲ့တင်းနှင်းချိန်စုစုပေါင်း၁၆ချိန်တင်ကြပေးမှာဖြစ်ပါတယ်။တင်းနှင်းချိန်လေးကတော့ဒူချင်းသီးသန့်တင်ကြပေးတာဖြစ်တဲ့အတွက်တင်းနှင်းချိန်ကိုမိမိအားလက်တဲ့အချိန်နဲ့ညီနိုင်ပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။တင်နေလေးကိုတင်ရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမ်မဲနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။သူညာကို998935432ရဲ့ဖုန်း Viber Telegram Channel တို့မှာလည်းပဲတင်နေအလို့ရပါတယ်ခင်ဗျာ။ မိမိလုပ်ငန်းတက်လန့်အတွက်အေးစဲကိုလက်တွေ့လေလာလက်တွေ့သုံးချနိုင်ဖို့ယခုပဲတင်တဲ့လေးကိုအချိန်မီတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအလိုပါပဲကျွန်တော်တို့နောက်တဲ့ဒုတိယတူပေါ့နော်သွားတော့ဒေါ်လာ490ရပါတယ်နေကြည့်ပြီးတော့မှသွားငါရမကြော်တာမလို့ကျွန်တော်ဒီမှာ no လေးကိုရွှေ့ပေးလိုက်အောင်ပါပဲ no ဆိုပြီးတော့ပေါ်လာမှာပါတကယ်လို့မှပြီးရွှေ့လိုက်မိတယ်ဆိုရင်ပြန်ပြင်လို့ရပါတယ် quartia no ကို yes ပြန်ပြောင်းခြင်းနဲ့ဆိုရင်လည်းညလေးကိုပြန်နေပြီးတော့မှ yes လေးကိုပြန်ရေးပေးလိုက်မယ်ဆိုရင် yes ဆိုပြီးတော့မှပေါ်လာမှာပါ ကိုကြိုက်တဲ့ဖြစ်ကိုရွှေရုံမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကြိုက်တဲ့ဆံဘလို့တော့ပဲနဲ့အများလေးကိုနှိပ်ပြီးတော့မှရွှေရုံမှာပဲဒါမျိုးကို list ပန်တည်တယ်လို့ခေါ်တာဖြစ်ပါတယ်ကလေးများကဒီမှာ data လေးကိုမပြသေးချင်ဘူး plan အနေနဲ့ပဲထားခြင်းနဲ့ဆိုလည်းရပါတယ်တစ်ခွက်ဆိုရင်တစ်ခွက်နှစ်ခွက်လုံးဆိုရင်နှစ်ခွက်လုံးကို selection ပေးပြီးတော့မှ keyboard မှာပါဝင်တဲ့ delete လေးကိုနှိပ်လိုက်ရရပါတယ် delete key ကိုနှိပ်လိုက်မယ်ဆိုရင် data လေးတွေပြောက်သွားမှာပါဒါပေမဲ့တော့ဒီဘက်က list တွေကတော့မပြောက်ပါဘူးကိုလိုချင်တဲ့အခါမှာအချိန်မြွေးနှိပ်လိုက်ပြီးတော့မှပြန်ပြီးတော့မှတုံးလို့ရတယ်ပေါ့နော်ချက်စမ်းလို့လာပြန်ပြီးတော့မှရွှေလို့ရနေမှာဖြစ်ပါတယ် ်လို့လေးရှိပါတယ်အဲ့တော့ကျွန်တော်အောက်ခါဟာတွေအားလုံးကလေးလိုက်ပြီးတော့မှ yes done လို့လည်းလိုက်ပြီးတော့မှဖြစ်ရုံပဲပေါ့နော်ရိုက်တဲ့ဇာတ်မလို့တော့ပဲနဲ့ရွှေပြီးတော့မှသုံးရုံပဲဖြစ်ပါတယ်ဒါကတော့နံပါတ်1ဥပမာလေးပါပြီးရင်တော့ကျွန်တော်နံပါတ်2လေးကိုဆက်ပြီးတော့မှလေ့လာပါမယ်နံပါတ်1ဥပမာလေးတွေတစ်ပတ်လေးကိုသွားလိုက်ပါတယ်ဒီခါကျတော့သူကဝင်တဲ့နာမည်လေးတွေကိုမှကျွန်တော်စီရင်လောက်ထားတာကျတော့သူရဲ့ favorite color ပေါ့နော်အဲနှစ်သက်ဆုံး color လေးကိုထည့်ချင်ပါတယ်ပြီးတော့ဒီဘက်မှာတော့သူရဲ့ favorite man လေးကိုထည့်ချင်တာဖြစ်ပါတယ် ဲ့တည်းလည်းအလိုပါပဲကျွန်တော်တယောက်ဆိုင်နဲ့တယောက်တက်ဖန်တီလို့ရတယ်အကုန်လုံးအတွက်ဆိုရင်အကုန်လုံးကိုကျွန်တော်တို့ဒီလူအလုံးရှိသလောက်ကို selection ပေးလိုက်ပါမယ်ပြီးတော့ရင်တော့ data tablet တွေကိုသွားလိုက်ပြီးတော့မှ data validation လေးပေါ်မှာတစ်ချက်ကလေးနေလိုက်ပါတယ်ပေါက်စီကြာလာတဲ့အခါမှာအလောင်းနေရာမှာနေလိုက်ပြီးတော့မှ list လေးကိုရွေးပေးလိုက်ပါမယ်ပြီးတော့ source ညာမှာကျွန်တော်ထည့်ခြင်းတဲ့ color လေးတွေကိုလာပြီးတော့မှထည့်မယ်ပေါ့နော် ဲ့တော့ကျွန်တော် source ညမှာဥပမာအနေနဲ့ကျွန်တော် pink ဆိုရင်လည်းပဲဒီမှာလာပြီးတော့မှ pink ပေါ့နော် png pink ပေါ့ပြီးတော့ comma လာမယ် white ဆိုရင်လည်းပဲ white ပေါ့နော်ကိုထည့်ချင်တဲ့ data တွေကို comma လေးခံပြီးတော့မှရေးသွားမှာဖြစ်ပါတယ် comma ခံပြီးတော့ black ဆိုရင်လည်း black ပေါ့နော်ဒီလိုလေးလာပြီးတော့မှရေးလိုက်ပါကိုထည့်ကျင်တလားပနည်းမျိုးရှိလဲ၅မျိုးရှိ၅မျိုးစလုံးကိုကျွန်တော်တို့ဒီကော်မလေးခံပြီးတော့မှရေးသွားပေးရမှာပါ။ကိုနေတဲ့တလူမျိုးထည့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော် okay လေးကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ဒီအကွက်လေးတွေအားလုံးမှလိုက်ပြီးတော့ click နဲ့ကြည့်တဲ့အခါမှာဒီမှာများလေးတွေရောက်လာတာကိုတွေ့ရပါလိမ့်မယ်။ ကျွန်တော်အိမ်များလေးတွေမှာကလင်နစ်ကြည့်တဲ့ခါလေးမှာဒီမှာကျွန်တော်ထည့်လိုက်တဲ့ list လေးမှာဝင်သွားတယ်စီရင်လေးတွေကြာလာမှာဖြစ်ပါတယ်အမှန်တူသဘောကျတဲ့ຢာက pink ဆိုရင် pink ကိုရွေးလာရုံပါပဲပေါ်လာပါလိမ့်မယ် pink မဟုတ်ဘူးကျွန်တော် white ဆိုရင်လည်းပဲ white ကိုပြောင်းလဲပြီးတော့မှရွေးပြလာရုံပါပဲ white ဆိုပြီးတော့ပေါ်လာမှာပါကျွန်내သူတွေအားလုံးလည်းအဲ့လိုပါပဲကလင်နစ်ပြီးတော့မှဒီမှာလာလိုက်ပြီးတော့မှ white မဟုတ်ဘူး black ဆိုရင်လည်းပဲ black ကိုရွေးလိုက်တာနဲ့ black လေးပေါ်လာမှာဖြစ်ပါတယ်ကျွန်내သူတွေအားလုံးလည်းအဲ့လိုပါပဲပေါ့နော်ကိုနှစ်သက်တဲ့ရောင်လေးကိုရွေးပြလာရုံပါပဲအကုန်လုံးပေါ်လာမှာဖြစ်ပါတယ် ဒါလည်းကျွန်တော်တို့ list ထဲမှာသွားပြီးတော့မှ color လေးတွေထည့်လိုက်တာပါအဲ့ခါမှာကျွန်တော်တို့ကဒီလိုမျိုး color ထည့်လိုက်တာက2ရောင်3ရောင်ဆိုတော့တိတ်တော့ဒီအဆင်ပြေသေးတဲ့ကိစ္စမရှိသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့အကြောင်းတွေကဥပမာအနေနဲ့ဝါစိန်နေပြလင်းမောအဲ့လိုမျိုးခရမ်းနေရောအမျိုးဆုံးပေါ့အကြောင်းတွေအများကြီးထည့်ချင်နေဆိုရင်ကြတော့ခုနကနေရာလေးမှာကျွန်တော်ထည့်ချင်တဲ့အကြောင်းလေးတွေကိုကျွန်တော်ထည့်ချင်တဲ့စာရင်းလေးကို comma ကမ်းပြီးရေးရတယ်ဆိုရင်ကြတော့အများကြီးဖြစ်လာပြီဆိုတော့ကျွန်တော်တို့အတွက်အဆင်မပြေသေးဘူးပေါ့နော်လိုက်ပြီးရေးနေရမျိုးနဲ့အချိန်ကြီးကြာသွားနိုင်ပါတယ် ဟုတ်ပြီအဲ့လိုပဲကျွန်တော်အဲ့အဲ့အတွက်ကျွန်တော်ဒီဘက်ကတခုပဲเนาะဒီဘက်ကတခုကကျတော့မှန်ပေါ့မှန်ကိုလည်းအဲ့လိုပါပဲဟိုသူနှစ်တည်းလားကဥပမာကျွန်တော်တွေဖန်တီးမှမလို့ဆိုပြီးတော့အကုန်လုံးကို selection ပေးမယ် data validation ကိုနှိပ်ပြီးတော့မှကျွန်တော်ဒီနေရာမှာအလောင်းနေရာမှာ list ကိုရွေးမယ်ပြီးတော့ source နေရာမှာအဲ့လိုပဲကျွန်တော်ထည့်ချင်တဲ့လားက April May June ဆိုရဲ3လလောက်ဆိုရင်တော့ခေတ်စားမရှိဘူး comma လေးခံပြီးတော့ရေးလို့ရတာပေါ့ဒါပေမဲ့ကဆက်နေလားသလုံးပေါ့เนาะကျွန်တော်မှဒီ2 design မှာအကုန်လုံးကိုတန်းစီပြီးရေးချင်နေဆိုရင်ကြတော့ဒီနေရာလေးမှာ comma ခံလိုက်လိုက်ရေးလိုက်လုပ်နေမယ်ဆိုရင်လည်းအချိန်ကြီးအများကြီးကြာသွားနိုင်ပါတယ် အဲ့ခါမှာကျွန်တော်တို့ကအဲ့လိုမျိုးတခု list တဲ့ကိုကျွန်တော် source အနေနဲ့ထည့်တဲ့အခါမှာဆိုရင်အဲ့လိုမျိုးတွန်းတားပြီးတော့ comma တွေခံပြီးရေးမယ်ဆိုတာကျွန်တော်အနေနဲ့အတင်ရေးပြသား data လေးကို link ယူပြီးတော့မှဆွဲပြီးတော့မှတွန်းလိုက်မယ်ဆိုရင်လည်းပဲရရတယ်ပေါ့နော်။အဲ့ဒါကိုအတွက်အချိန်ကုန်တာလည်းအများကြီးတတ်တာစေပါတယ်။အဲ့ဒါအဲ့လိုပုံစံလေးကျွန်တော်ဘယ်လိုဖန်တီးရမလဲပေါ့။အဲ့ဒါကျွန်တော်ဒီဘက်လေးက cancel လေးကိုနှိပ်လိုက်မယ်။အဲ့ဒါကျွန်တော်ဒီဘက်လေးမှာတော့ list လေးကထည့်ထားပြသားဖြစ်နေတော့သူက list ဒီမှာများလေးတွေအပေါ်နေပြီ။အဲ့ဒီ list ကိုကျွန်တော်ပြန်ပြီးတော့မှ clear လုပ်ချင်တယ်ပြန်ပြီးတော့မှဖြုတ်ချင်ပါတယ်။ အဲ့လိုဖြတ်ဖို့အတွက်ကကျွန်တော်တစ်ခွက်တည်းဖြုတ်မယ်တဲ့တစ်ခွက်တည်းမှ selection ပေးပါအကုန်လုံးဖြုတ်မယ်ဆိုတော့အကုန်လုံးကိုသွားပြီးတော့မှ selection ပေးရမှာဖြစ်ပါတယ်အကုန်လုံးကိုဖြုတ်ချင်တာမလို့ selection ပေးလိုက်ပြီးတော့မှ data ဒီ depth ထဲကနေ data validation ကိုပဲပြန်ပြီးတော့မှသွားပါမယ်ပြီးတော့ဒီ list ကိုကျွန်တော်ပြန်ပြီးတော့မှဖြုတ်ချင်တာမလို့ဒီအောက်လေးမှာ clear all ဆိုတာလေးရှိပါတယ်ဒါလေးကိုနှိပ်ပေးရုံပါပဲပြီးရင်တော့ okay လေးကိုနှိပ်ပေးလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်ဒီမှာ clear ဖြတ်သွားပါပြီ အဲဒီအကွက်လေးတွေမှာကျွန်တော်တို့နှိပ်ကြည့်တဲ့အခါမှာဒီဘက်မှာရှိတဲ့ညလေးတွေမပါတော့ပါဘူးပေါ့နော်ဒီမှာ data လေးတွေကတော့ကျန်နေပါတယ်အဲဒါလေးကတော့ selection ပေးပြီးတော့မှ keyboard ကနေ delete ခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုတော့ပြတ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ comma ခန့်ခန့်ပြီးတော့မှမရေးမရေးချင်ဘူးပေါ့နော်အဲ့လိုမျိုးအတင်းကြီးပြီးသား data ကိုပဲဆွဲယူပြီးတော့မှတုံးကြပါတယ်ပေါ့ ဟုတ်ပြီ elements ပဲယူဖို့အတွက်ကျွန်တော် table လေးမှာဖန်တီးထားပါတယ် man ဆိုရင်လည်းကျွန်တော် man ကိုနေလိုက်တဲ့ခါမှာ man လေးတွေကျွန်တော်ကြိုရေးထားလေးရှိတယ် color ဆိုရင်လည်း color လေးတွေရှိတယ်ပေါ့နော်အဲ့လိုရှိပြီးသားစည်ရင်းကိုပဲကျွန်တော်ကလမ်းဆွဲယူပြီးတော့မှတုံးမယ်ဆိုရင်ရောဘယ်လိုတုံးရမလဲပေါ့ဟုတ်ပြီအားလေးကိုကျွန်တော်လေ့လာပါမယ် က်ကမှကျွန်တော်ဒီဘက်လေးမှာလည်းပဲ fitter function ဆိုလေးရှိရယ်ပေါ့နော်ဒီမှာဆိုရင်လည်းပဲကြည့်လိုက်ပါကျွန်တော်နေနေဒီဘက်မှာတည်တည်အစင်းလေးတွေလောက်ထားတယ် area နေပြီးတော့မှကျွန်တော် region ကတော့မတီလာရိုရန်ကုန်လိုပြည်လိုအစားကြီးတဲ့ပြမျိုးလေးတွေရှိတယ်ထောက်ကျွန်တော်စိတ်ဝင်စားတဲ့မျိုးကပြင်းမျိုးမလို့ကျွန်တော်ပြင်းမျိုးကိုထောက်လိုက်ပြီးသွားနဲ့ပြင်းမျိုးကိုရွေးချယ်လိုက်ပြီးသွားနဲ့ပြင်းမျိုးစင်တွေပဲသူဒီမှာပြလာတာကိုကျွန်တော်တွေ့ရမှာပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်ပြင်းမျိုးစင်မသိချင်ဘူးဆိုပြီးတော့အဲ့ကမှဒီဘက်မှာမျှလေးပါပါတယ် နဲ့ကြည့်တဲ့အခါမှာကျွန်တော်ဒီမှာမေတီလာလာရန်ကုန်လားမန္တလေးလားဆိုပြီးတွေ့ရမယ်မေတီလာဆိုရင်မေတီလာကိုရွေးလိုက်တာနဲ့ဒါဆိုမေတီလာမြို့မှာရောင်းလိုက်ရတဲ့စီးရင်ကြီးကြလာမှာဖြစ်ပါတယ်အဲ့မှာလည်းပဲကျွန်တော်ဒါပါတုံးထားလဲဆိုတော့ကျွန်တော် data validation ဒီ generate draw down list တွေကိုတုံးထားတာဖြစ်ပါတယ်အဲ့တော့များလေးကိုနေပြီးတော့မှကွာအသင်ရွေးရုံပဲပေါ့နော်ကိုရွေးလိုက်ပြီးဆိုတာနဲ့ရန်ကုန်စီးရင်ရန်ကုန်စီးရင်နေပြလိမ့်မယ်ကျွန်တော်ဒီမှာနေလိုက်ပြီးတော့မှမြေကိုရွေးလိုက်တာနဲ့မြေစီးရင်နေပြလိမ့်မယ် မန္တလေးကိုကျွန်တော်ရွေးလိုက်တာ ਨੇ မန္တလေးစီရင်ပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော် drone list ဖန်တီးတယ်လို့ခေါ်ပါတယ်။ဘာကြောင့်သူတို့မျိုးရဲမဟုတ်ဘူးကျွန်တော်တခြား fashion တွေအခုစဉ်ကျွန်တော်က fitter fashion နဲ့ခြေဆက်ပြီးတော့မှသုံးထားတာဖြစ်ပါတယ်။အဲ့လိုပဲကျွန်တော် x look at day view look at day နဲ့လည်းသုံးလို့ရပါတယ်ဒီဘက်မှာလည်းကျွန်တော် x look at လေးရှိပါတယ်ဒီမှာလည်းသူ employee တွေနဲ့ဇန်နဝါရီ to april လေးလစာရဲ့သူ revenue လေးတွေရှိတယ် ဲ့ခါမှာကျွန်တော် employee နေကကျတော့ဒီမှာ majority ထားအဲ့မှာကျွန်တော်ဒီမှာနှစ်ကြည့်တဲ့ခါမှာဝင်နေနေမဲ့အားလုံး majority ထားနေမှာဟိုအောက်ဆုံးဒီဒီမှာဒီ job ro math မျိုးတီတီတို့အကုန်ပါတယ်ဗောနော်နာမည်တွေအကုန်လုံးပါဒါဒီအားလုံးကိုလည်းကျွန်တော်ဒီဘက်ကနာမည်တွေကိုဘာလို့ထားလဲဆိုတော့ list ခုနေနေ drop down list ထဲမှာတွားပြီးတော့မှထည့်သွင်းထားတာဖြစ်ပါတယ်အဲ့ဒါကရိုက်ထည့်သားမလို့ဘူး majority ထွန်းလဲ majority ထွန်းကိုကျွန်တော်ရွေးလိုက်ရုံမယ်ဟမင်းနိုင်ဆိုရင်ဟမင်းနိုင်လေးကိုရွေးပေးလိုက်ရုံမယ်ဟမင်းနိုင်ဒီမှာကြာလာပြီ အလိုပဲမတ်နေရမှလည်းအလိုပဲနှိမ့်လိုက်ပြီးတော့မှဧပြီလမေလကျွန်လာကိုကြိုက်တဲ့ဟာကိုရွှေ့လိုက်ရုံပဲဇန်နဝါရီဆိုရင်ဇန်နဝါရီကိုရွှေ့လိုက်တာနဲ့အမင်းနိုင်ရဲ့ဇန်နဝါရီလမှာရှိတဲ့ revenue ဆိုပြီးတန်းကြလာတာကိုတွေ့ရပါလိမ့်မယ်ဇန်နဝါရီမသိကြဘူးကွာဥပမာ match လကိုပဲစဉ်းဝင်စားရင် match လကိုရွှေ့လိုက်တာနဲ့အမင်းနိုင်ရဲ့ match လကျလာလိမ့်မယ်ပေါ့နော်အဲ့လိုမှမနေကုန်မစင်ဝင်စားဘူးဥပမာအနေနဲ့ကျွန်တော်တို့မောင်ဟင်းလင်းထက်ကိုစင်ဝင်စားရတဲ့ဆိုရင်နေလိုက်တာနဲ့မောင်ဟင်းလင်းထက်ရဲ့ match လာမှရှိတဲ့ revenue ကျလာမှာဖြစ်ပါတယ် အဲ့လိုမျိုးပေါ့နော်ဒီ drawn list တွေကအရင်သုံးမှာတယ်ကျွန်တော်အနေနဲ့ jet function နေနဲ့တခွာရွေးဒီတွဲဖက်ပြီးတော့မှသုံးတဲ့အခါမှာဆိုရင်လုပ်ကိုအများကြီးထောက်ကူဖြစ်စေပါတယ်ပေါ့နော်အဲ့ဒီ drawn list တွေကကျွန်တော်တို့အတွက်အများကြီးထောက်ကူဖြစ်စေတဲ့အရာလေးပါအဲ့လိုမျိုးကျွန်တော် exam မှာအချိန်ကနေစပြီးတော့မှအခုလိုမျိုးကျွန်တော် is look at the view look at the ပြီးတော့ advanced function တွေ formula တွေအားလုံးကိုလုပ်ငန်း contract တနေရာထဲမှာစုံလင်သွားနေတင်ကြခြင်းလေဆိုရင်တော့ကျွန်တော်တင်တဲ့နေ့တွေကိုတက်ရောက်ဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ် Microsoft Excel ပဲ online class တွေကိုတော့ကျွန်တော်ယခုလအတွင်းမှာ အထူးတင်နေကြီးတုံးတုံးချက်ထက်ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါဗီဒီယိုကလစ်လေးဖြစ်တဲ့အတွက်တင်တို့တနက်အပီယာနဲ့စတင်ပြီးတော့မှလေ့လာလို့ရပါပြီ။ Telegram group လေးနဲ့ Facebook group လေးမှာကိုနေတရနေရမှာလေ့လာလို့ရမှာဖြစ်ပါတယ်။ဆရာနဲ့တရားသင်ကြားခြင်းနဲ့ဆိုရင်တော့ Advanced Essay 1 to 1 Zoom class လေးကိုတက်ရောက်နေပါတယ်။ Zoom class လေးကိုတော့ကျွန်တော်တို့အထူးတင်နေခြင်းနဲ့သင်ကြားထက်ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့တင်နေလေးတွေကိုတက်ရောက်ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram channel တို့မှာတက်နေလို့ရပါတယ်ခင်ဗျာ။ Daily Dose Computer ပိုင်းဟန်မင်းနဲ့ဆိုတဲ့ Facebook page မှာသင်ကြားမှလည်းတက်နေလို့ရပါတယ်။ တယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာနံပါတ်2ဥပမာကိုဆက်ပြီးတော့မှသွားပါမယ်။နံပါတ်2မှာကျွန်တော်တို့ကအဲ့ဒီကာလာလေးတွေကိုရိုင်းမထည့်ချင်ပါဘူး။အဲ့တော့ကျွန်တော်တို့အရင်ဆုံးဆဲခွက်လေးတွေကို selection ပေးမယ်။ပြီးတော့မှ data validation ကိုသွားလိုက်ပြီးတော့မှကျွန်တော်ဒီမှာအလောင်းနေရာမှာနှိပ်လိုက်ပြီးတော့မှ list တွေကိုယူလိုက်မယ်။ပြော source တွေကျွန်တော်တို့ကတပတ်မှများလေးပါပါတယ်။ဒါလေးကိုနှိပ်လိုက်ပါမယ်။ကျွန်တော်ရိုင်းမထည့်တော့ဘဲနဲ့သွားပြီးတော့မှ selection ပေးပြီးတော့မှ link ချိန်မှာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်က favorite color color လေးတွေကိုကျွန်တော် triple D က color ဆိုတဲ့နေရာမှာကျွန်တော်ဒီစီးရင်လောက်ထားပါတယ်အဲ့ဒီ color လေးကိုသွားလိုက်ပါမယ် လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်ရိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ၊ pivot table တွေကိုတနေရာထဲမှာစွန့်လင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်းတရာကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစီအပြေစွာဖြင့်စနစ်တကျလေ့ လာတင်ကြရမှာဖြစ်ပါတယ်။မူလတင်တဲ့ကြေး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တဲ့ကြေး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ကြေးတွေကရဲကန့်တက်လေးတည်းရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒါပြီးတော့ကျွန်တော်တို့ထည့်ချင်တဲ့ဒီမှာ blue ကနေပြီးတော့မှကျွန်တော်ဖက်ဖက်ထီကိုအားလုံးကို selection လေးပေးလိုက်ပါတယ်။ပြီးတော့ div box လေးရဲ့ကျွန်တော်ဒီများလေးကိုပြန်ပြီးတော့မှနေလိုက်ပါမယ်။အခါမှကျွန်တော်ဒီမှာ color လေးတွေဝင်လာပါပြီ။ပြီးပြီဆိုရင်တော့ okay လေးကိုနေပေးလိုက်ပါ ဒါကြောင့်ဒီအခွက်လေးနေမှာထပ်ကြည့်တဲ့အခါမှာများလေးပြောက်လာပါပြီ။နေချလိုက်မယ်ဆိုရင်လည်းကျွန်တော်ဘလူးကနေပြီးတော့မှဒီမှာလက်စကိုပါလေးရှိပါသေးတယ်။အောက်ကိုဆွဲချကြည့်ပါ။ဖက်ဖက်ဒီအားလုံးမြင်ရပါလိမ့်မယ်။ဒါလေးတွေပြရာရောက်လာလဲဆိုတော့ကျွန်တော်ရှေ့မှာရှိခဲ့တဲ့ဒီဘက်က color ဆိုတဲ့ထဲမှာရှိတဲ့ list တွေဝင်လာတာဖြစ်ပါတယ်ပေါ့နော်။အဲကမှာကျွန်တော်ရိုက်တဲ့ဆံမလို့တော့ပါဘူး။အလိုပါပဲမှန်လေးတွေကိုလည်းကျွန်တော်ဒီမှာ selection ပေးလိုက်ပြီးပြီးတော့မှ data validation ကိုနေမယ်။ပြီးတော့မှဒီနေရာမှာနေလိုက်ပြီးတော့မှ list ကိုရွှေ့လိုက်ပါမယ်။ ဆိုးစနေရမှာကျွန်တော်ဒီပက်လီကအများလေးကိုနေလိုက်ပါမယ်။နေပြီးသားရင်ကျွန်တော်ဒီပက်လီမှာမန့်စာလေးရှိတယ်။မန့်နေကိုသွားမယ်။သွားပြီးသားရင်ကျွန်တော်ဇန်နဝါရီကနေပြီးတော့မှဒီဇင်ဘာလထိကိုကလစ်ပြီးပြီးတော့မှ selection လေးပေးလိုက်တယ်။ပြီးရင်တော့ဒီများလေးကိုပြန်ပြီးတော့မှနေပါတယ်။ပြီးရင်တော့ okay လေးကိုနေပေးလိုက်ပါတယ်။ဒါဆိုရင်ဒီမှာများလေးတွေရောက်လာပါပြီ။နေကြည့်တဲ့အခါမှာဇန်နဝါရီ2ဟိုအောက်ဆုံးမှာဒီဇင်ဘာဒီအားလုံးကိုမြင်ရမှာဖြစ်ပါတယ်။အကမမတင်တီတီရဲ့ကျွန်တော်ဥပမာ favorite color ကဘာအောင်လဲပေါ့ yellow ဆိုရင် yellow လေးကိုရွေးလိုက်အောင်မယ်ပေါ်လာပါလိမ့်မယ် မင်္ဂဟောတွေ့လာကပါလာလဲဥပမာမေလာကိုအခြိုက်ဆုံးဆိုရင်မေလာလေးကိုတွေ့လာမေလာပေါ့နော်ပြောဒုတိယတူဟမင်းနိုင်ဖဲရောင်လေးသဘောကြလဲ green ဆိုရင် green ကိုတွေ့လာရုံမဲ့ green ပေါ်လာပြီသူနဲ့တက်ဆုံးလာကဥပမာကျွန်တော်တွေ November လာဆိုရင် November ကိုတွေ့လိုက်တာနဲ့ November ပေါ်လာမယ်ပေါ့ကျွန်တဲ့သူတွေအားလုံးလည်းလိုပါပဲကျွန်တော်နှိမ့်လိုက်ပြီးတော့မှသူတို့သဘောကြတဲ့ရောင်ကိုတွေ့မယ်သူတို့ရဲ့ favorite color favorite mango ကိုတွေ့ပြီးတော့မှတွေ့ပြီးရုံမှာပဲပေါ့နော်ပေါ်လာမှာဖြစ်ပါတယ်အဲ့ကျွန်တော်ကရိုက်ထည့်တာမလုပ်ပါဘူးရှေ့ပြသားစင်ကိုပဲကျွန်တော်က link လုပ်ပြီးတော့လည်းထည့်လို့ရတာဖြစ်ပါတယ်ဒါရော exam နံပါတ်2လေးပါ ပြီးတော့ကျွန်တော် assignment number 3လေးကိုဆက်လက်ပြီးတော့မှလေ့လာပါမယ်။ဒီလိုတစ်ပတ်က3ကိုသွားလိုက်ပါတယ်။ဒီမှာလည်းပဲအလိုပါပဲကျွန်တော်ဝန်ထမ်းနံပါတ်လေးတွေထည့်လိုက်တဲ့သူတို့ department နေသိကြတယ်ပေါ့။ Amazon က department နေ HR လား sales လားအဲ့လိုမျိုးကျွန်တော်ရိုက်ထည့်လို့လည်းရတာပေါ့နော်ခုန list တဲမှာ။ဒါပေမဲ့လို့ရိုက်မထည့်ချင်ပါဘူး။ကျွန်တော်နေနေဒီဘက်လေးမှာ department ဆိုပြီးတော့မှ list လေးလောက်ထားတာရှိပါတယ်။ဒါကြည့်တဲ့အခါမှာကျွန်တော်ရောမှရှိတဲ့ department နေအားလုံးရေးထားတယ်ပေါ့နော်။ဒီအလေးကိုပဲကျွန်တော်ချိန်ဆက်ပြီးတော့မှတုံ့ချင်ပါတယ်။အဲ့တော့ round number 3လေးကိုတွားလိုက်မယ်။တယောက်ဆိုရင်တယောက်အကုန်လုံးဆက်လိုက်အကုန်လုံးကျွန်တော် selection ပေးပါ ပြီးရင်တော့ data validation ကိုပဲသွားလိုက်ပြီးတော့မှအလောင်းနေရာမှာနေပြီးတော့မှ list ကိုရွေးပါမယ်။ပြော source ညာလေးမှာကျွန်တော်ဒီဘက်ကညာလေးကိုနေလိုက်ပြီးတော့မှ department လေးကိုသွားလိုက်ပါမယ်။ပြီးတော့မှကျွန်တော် finance ကနေမှအဆုံးထိကျွန်တော် communication ဒီအကောင့်လုံးကိုထည့်လိုက်ပါတယ်။ပြီးရင်တော့ဒီရောက်ကညာလေးကိုနေပါတယ်။ဒီမှာ list လေးဝင်သွားပြီမလို့ okay လေးကိုနေပြလိုက်အောင်ပါပဲ။အဲဒါကျွန်တော်ဒီဘက်လေးမှာညာလေးတွေပေါ်လာပါပြီ။နေကြည့်တဲ့အခါမှာအကောင့်လုံးပေါ်လာပါလိမ့်မယ်။ ဒီကစကောပါလင်းနဲ့အောက်ဆုံးတည်သွားပြီးတော့မှကြည့်လို့ရပါတယ်ကိုနဲ့တဲ့ကျွန်တော်တပတ်မှနာမည်ကိုရွှေ့ပေးလိုက်ရုံနဲ့တန်ပေါ်လာမှဖြစ်ပါတယ်အဲ့လိုပဲဟမ်မင်းနိုင်ငံပြရလဲပေါ့နော်နေပြီးတော့မှဒီမှာကျွန်တော် marketing ဆိုရင် marketing ကိုရွှေ့လိုက်တာနဲ့ပေါ်လာမှဖြစ်ပါတယ်ဒါဆိုရင်တော့ data validation ဒါ number 3ဥပမာလေးပါဒါလေးကိုလည်းနားလည်မယ်လို့ညွှန်လမ်းပါတယ်ဒါလေးရသွားပြီဆိုရင်ကျွန်တော် number 4နောက်ဆုံးဥပမာလေးကိုသွားလိုက်ပါမယ်နောက်ဆုံးဥပမာလေးကကျွန်တော်အနေနဲ့လာစာလေးရှိတယ်ဝန်ထဲနာမည်လေးရှိရယ်ပေါ့နော်အမတပတ်မှန်လေးလည်းကျွန်တော်ထည့်ချင်တယ်ပြီးတော့သူတို့လာစာ900တက်များလာနေလားဆိုရက် yes no လေးလည်းကျွန်တော်သိချင်တယ်ပေါ့ ကြတော့ department ကိုရိုက်ထည့်လဲရတယ်ရိုက်မထည့်တော့ဘူးကျွန်တော်အနေနဲ့ကဒီမှာ selection ပေးပြီးတော့မှ data validation ကိုသွားလိုက်မယ်ပြီးတော့ allow နေရာမှာနေပြီးတော့မှကျွန်တော် list လေးကိုသွားမယ် source နေရာမှာဒီဘက်ကများလေးကိုနေလိုက်ပြီးတော့မှကျွန်တော် department ဆိုတဲ့ department ရေးထားတဲ့စာရင်းကိုသွားမယ်အဲ့ဒီ sheet လေးကို click နေပြီးတော့မှ finance ကနေအစားအနေအဆုံးထိကိုကျွန်တော် selection ပေးပြီးတော့ထည့်လိုက်ပြီးပြီးရင်တော့များလေးကိုနေလိုက်ပါတယ်ပြီးရင်တော့ okay လေးကိုနေပြီးလိုက်အောင်ပါပဲအဲ့ကျွန်တော်ဒီမှာနေလိုက်ပြီးတော့မှသူတို့ရဲ့ department လေးကိုရွေးပေးလိုက်အောင်ပါပဲပေါ်လာမှာဖြစ်ပါတယ် ရတူလေးပဲဒီမှာလာပြီးတော့မရွှေ့ပေးလိုက်အောင်မယ်ပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်ရိုက်တဲ့ဆံမလို့တော့ပါဘူးတက်ပြီးတော့မရွှေ့ပေးလိုက်အောင်ပါပဲပြီးတော့တို့လာတာလေးတွေကိုကြည့်ပြီးတော့မှကျွန်တော် yes no လေးဒေါ်လာ900တက်များလားနဲလားဆိုတာလေးသိချင်ပါတယ်အဲ့တော့ကျွန်တော်တို့က yes no ကိုဆိုလကကျွန်တော် list ထဲမှာ yes comma no ဆိုပြီးရိုက်ထည့်လို့လည်းရတယ်အဲ့လိုမျိုးမထည့်ချင်ဘူးဆိုတော့ကျွန်တော်ဒီဘက်လေးမှာလည်းရေးခဲ့လို့လည်းရတာပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ဒီမှာ yes လို့ရေးလိုက်မယ်ပြီးတော့ autocomma မှာကျွန်တော် no လို့ရေးလိုက်မယ်ပေါ့အဲ့မှာပြီးတော့မှကျွန်တော်ဒီဝန်ထမ်းအားလုံးရဲ့စင်အားလုံးအတွက်အကုန်လုံးကို selection ပေးမယ် ပြီးတော့ data validation ကိုကျွန်တော်နှိပ်လိုက်ပြီးတော့မှကျွန်တော်ဒီကောင်လေးကိုဒီအလောင်းနေရာမှာနှိပ်ပြီးတော့မှ list လေးကိုယူလိုက်မယ် source နေရာမှာဒီဘက်ကကျွန်တော်ညာလေးကိုနှိပ်ပါမယ်ပြီးတော့ yes နဲ့ no နဲ့ကို click ပြီးပြီးတော့မှကျွန်တော် selection လေးပေးပြီးတော့မှထည့်လိုက်ပါတယ်ပြီးရင်တော့ဒီ box လေးရဲ့ညာလေးကိုပြန်နှိပ်ပြီးတော့မှကျွန်တော် okay လေးကိုနှိပ်ပေးလိုက်ရင်လည်းရပါပြီအဲကျွန်တော်ညာလေးတွေပေါ်လာပါပြီနှိပ်ကြည့်တဲ့အခါမှာ yes နဲ့ no နဲ့မြင်ရပါပြီ900ထက်များတယ်950ဆိုရင်900ထက်များတာမလို့ yes ကိုနှိပ်လိုက်ရုံပဲပေါ်လာပါလိမ့်မယ် ဆမနိုင်ငံ480ဆိုတော့900အောင်နေသွားပြီမလို့ no ကိုရွေးလိုက်အောင်ပါပဲဒီလိုပေါ်လာမှာပေါ့နော်နောက်ဒီက290ဆိုတော့သူကလည်းပဲ900အောင်နေတာဆိုတော့ no ကိုရွေးလိုက်အောင်ပါပဲပေါ်လာမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့လုပ်ငန်းခွင်မှာ data validation ကိုဘယ်လိုသုံးပြရမလဲ trunk list ကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုကျွန်တော်တော်တော်လေးနားလည်သွားပြီးဖြစ်ပါတယ်ပေါ့နော်ဒီသင်ခန်းစာလေးကမြန်မာပြည်ရဲ့လုပ်ငန်းခွင်အတွက်ကြိုးရှင်မယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ကပ်ပေးပါ comment လေးမှာလည်း yes လို့ရေးကပ်ပေးပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ကပ်ပေးပါဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင်လည်း comment လေးမှာမေးခွန်းနိုင်ပါတယ်လောထဲသင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေဒီ channel မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးကပ်ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြည့်ချပေးသွားပါမယ် Star Traditional နဲ့ရေလေးကိုမြန်နဲ့ထပ်ပါပါဆန်နေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ